အင်းတော်မျိုးသိန်းတိုက်ပွဲမှာပြိုးလင် KI အမှတ်9တင်းနှစ်တရင်မှာတက်စိတ်မှုရဲဘော်ဘီလုံးစာဆောင်ခဲ့တိုင်မီနယ်လူမျိုးအတွက်ပြိုးလင်မျိုးမှာခေါ်ရခါလူမျိုးပြိုးလင် KI အမှတ်9တင်းတရင်မှာတက်စိတ်မှုရဲဘော်ဘီလုံးဟာအင်းတော်မျိုးသိန်းတိုက်ပွဲမှာမြင့်မြတ်စွာအသက်ပေးလူ ကြဆုံသွားကြရပါတယ်။ရေဘော်ပြည်လုံးဟာပင်တော်မျိုးသိမ်းတိုက်ပွဲအတွင်ရေဘော်ရဲဘက်များနဲ့တိုင်းပြည်ပြန်လည်လွတ်မြောက်ဖို့အတွက်ရှေးရန်စစ်မြေနာပြင်တိုက်ပွဲများအတွင်ရန်သူဘက်မှလက်ပစ်ပေါ်ဝင်ရောက်လာမှုအားအခြားတော်လှန်ရေဘော်ညီကိုများမတိခိုက်စေရန်အသက်ဆုံးကခုံအုပ်ကာကွယ်ရင်းမြင့်မြတ်စွာကြဆုံသွားကြရတာလေဖြစ်ပါတယ်။ အမတ်ကျေစစ်သေးတာပြောရင်ခိုင်အမတ်9တိမပင်တော်မျိုးသိန်းတက်ပွဲမှာနိုင်ငံနဲ့ပြည်သူအတွက်ရဲရင်စွာအသက်ပေးလူသွားခဲ့သောရဲဘော်ဗီလုံးရဲ့ဇာပနာခန္ဓာကိုတရင်ရဲ့စိုးမိုးနေမှာပဲကျင်းပပြုလုပ်ခဲ့ကြပါတယ်။ဒီရန်စွာအနာယူပါတော့ရဲဘော်ကြီးမင်းတောင်းရင်ခြေပေါ်သာထက်ဘူးခဲ့ပါတယ်။အလင်းနီပြုတ် ဂုံပြုလျက်ပါရဲဘော်ရင်မပြီးဆုံးသေးတဲ့တာဝန်တွေကိုမင်းရဲ့ရဲဘော်ရဲပတိဖြစ်တဲ့ငါတို့တွေပြီးဆုံးသည့်ဒီဆက်လက်လှုပ်ဆောင်ပါပါမလို့ပတိတ္တစာပြလိုက်ရပါတယ်ရဲဘော်ကြီးလေးကောင်းရာသူပတိလာပါစီလို့ရင်ဝင်စရိုင်းအမှတ်9နှစ်တက်ရင်ကဝန်နေခြင်းများစွာပြီးထုတ်ပြန်ထားခဲ့တာလေဖြစ်ပါတယ်အဲတော့မြို့သိမ်းတပ်ဝဲမှာ ညောင်းလင်းခရိုင်အမှတ်9တက်ရင်မှအာဇာနည်ရဲဘော်၄ဦးထိပေးဆက်ခဲ့ရကြောင်းပြီးခင်တရင်တို့အောင်ပွဲနဲ့အတူပြန်မလာနိုင်ခဲ့သောအာဇာနည်ရဲကောင်းရဲဘော်၄ဦးကအလေးနီပြူဝမ်းနဲ့ကြေကွဲစွာခွန်ယူပါရလို့ညောင်းလင်းခရိုင်အမှတ်9တက်ရင်မှအင်းတော်မျိုးသိအောင်ပွဲတည်ခြင်းနဲ့ထုတ်ပြန်ထားခဲ့တာလေဖြစ်ပါတယ်။အင်းတော်မျိုးကိုအမျိုးသားညီရေးဆိုရ အာဝေးဝင်ကြီးဌာနအမတ်တေစစ်စားရဲ့အစီအစဉ်ဖြစ်ရှစ်လကြာကြာစင်နွဲတက်ကွဲဝင်ခဲ့ပြီးတဲ့နောက်2025ခုနှစ်ဧပြီလ9ရက်နေ့ညပိုင်းမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်တွေကအပီးသက်သိမ့်ပိုက်ရရှိခဲ့တယ်ဖြစ်ပါတယ်။အင်တော်မျိုးသိမ့်စစ်စင်းရာရရှိတက်ကွဲတစ်ခုဖြစ်ခဲ့ပြီးအချမ်းဘက်စစ်ကောင်းရင်တက်များအနေနဲ့စစ်ကူမရရှိခြင်းမြေပြင်မှာလက်နက်ရိက္ခာထောက်ဖို့ဆောင်ရွက်နိုင်မှုမရှိခင် တိခိုက်တိဆုံးမှုများပြားခြင်းတို့ကြောင့်တော်လိုင်းတပွဲရဲ့ PR ကိုရေရှည်တောက်မခံနိုင်တော့ပဲ၎င်းတို့နောက်ဆုံးအခြေပြုဟာဂျပန်နိုင်ငံမှတမမှုဥဆောင်တဲ့အဖွဲ့ဟာဧပြီလ9ရက်နေ့ည9:00နာရီကမှစကန်ဆုံးကွာခပ်ပြီးသွားခဲ့တဲ့အတွက်အင်းတော်မျိုးကိုတိမ့်ပိုက်ရရှိခဲ့ရတယ်ဖြစ်ပါလေ။အင်းတော်မျိုးတိမ့်တိုက်ပွဲမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့ပေါင်းများစွာပူပေါင်းတိုက်ပွဲဝင်ခဲ့ကြတယ် ဖြစ်ပါတယ်။ဒီမျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့မှအဝိဇ္ဇာလက်နက်ကြီး၂လက်၁20မမလက်နက်ကြီး၂လက်အပါဝင်လက်နက်ငယ်လက်နက် KM ကြီးရောက်ပေါင်းများစွာရရှိထားခဲ့တာလည်းဖြစ်ပါတယ်။ပြပီးသွားခဲ့တဲ့စစ်ကောင်စီရဲ့တမ80ခွန်တမမှုကိုလည်းအေဘလာရှေ့ရနေမှာပဲတော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်တွေကအရှင်လက်ရဖမ်းဆီးနိုင်ခဲ့တာလေဖြစ်ပါတယ်။အောင်ပွဲတွေရဲ့နောက်မှာ ပေးဆက်ဆွံ့လောက်ခဲ့ရမှုတွေများစွာ ရှိတယ်ဆိုတာကိုကျွန်တော်တို့အားလုံးသိထားပြီးဖြစ်ပါတယ်။အောင်ပွဲတွေကိုပဲနေနေကြလို့မရပါဘူး။အောင်ပွဲတွေရဲ့နောက်ကပေးဆက်ဆွံ့ရမှုတွေကိုလည်းကျွန်တော်တို့နေနေကြဖို့လိုအပ်ပါတယ်။ဒီလိုပေးဆက်ဆွံ့ရမှုဟာကျွန်တော်တို့အားလုံးတာဝန်ရှိပါတယ်။ဘာလို့တာဝန်ရှိလဲဆိုတော့ကျွန်တော်တို့ကမြန်မာဒေါ်လာရင်းမှာ နေ့ရက်တိုင်းပါဝင်နေပြီးနေ့ရက်တိုင်းတော်လှန်ရေးလုပ်နေမှသာဒီတမိုးရှိရဲ့အသက်တွေကိုကာဝင်နိုင်မှလည်းဖြစ်ပါရဲ့ကျွန်တော်တို့တော်လှန်ရေးတထောင်နေရာမှာနေ့ရက်တိုင်းပါဝင်နေကြရင်တမိုးရှိတဲ့အသက်တွေကိုကယ်တင်နိုင်မှုတွေနောက်ကနေတက်တက်အားထောက်ပံ့ထောက်ပို့နေရမှာလည်းဖြစ်ပါလေဒီလိုထောက်ပို့ခြင်းဟာလည်းကျွန်တော်တို့တိုင်းပြည်နဲ့ကျွန်တော်တို့ဘူးထုလုံးဖက်စစ်ဆရာလာရှင်လက်အောက်မှာပြည်မြောက်ဖို့အတွက် စနေကန်တိုက်ပွဲကိုရရဲရဲဘော်တွေကိုထောက်ပံ့နေကြတာဖြစ်ပါတယ်။ဗိုင်းရဲဘော်တွေဟာဘာသာစကားမခွဲခြားအတိတ်ပဲကြီးဒီငယ်တွေမရှိပဲအားလုံးဟာပေါ်လန်ရေးရဲ့တောင်းတနေရာရနေဖက်ဆက်ချက်ဘက်တွေကိုတွန်းလှန်နေကြတာလည်းဖြစ်ပါတယ်။အဲဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ဖက်ဆက်ဆရာလာရှင်လောက်ကပထမလွတ်မြောက်ခြင်းလေဆိုရင်မျိုးဥတော်လိုက်တာနေ့ရက်တိုင်းပေါ်ကိုနေကြပြီး တန်ဖိုးရှိတဲ့အသက်တွေကိုကာကွယ်ပေးကြဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ကလည်းနင်းမပြတ်တိုက်တွန်းနေကြတာကလည်းတန်ဖိုးရှိတဲ့အသက်တွေကိုအဆုံးဆုံးစီကျွန်တော်တို့ပဲဖြစ်ပါတယ်။ဒီနေ့ကဒီပြည်နဲ့တူတရားတဲ့ဘက်ကနေတရားကိုင်တော်လန်ရင်းပြည်တော်တို့တင်းတိုက်ပွဲမှာဦးမက်စွာအသက်ပေးလူကြဆုံးသွားကြရတဲ့ပြုံးရင်ကအမှတ်9တင်းပြည့်ပြင်းမှတစိမ်မှုရဲဘော်ပြီးလုံးအားကျွန်တော်စပုတ်ပြည့်ရဲ့မြမကား အလေးအနီးပြုမှတ်တမ်းပေးလိုက်ရပါတယ်။အင်တာဗျူးကိုတက်လာခဲ့တာဟာအောင်ပွဲတွေနဲ့ဘူသိန်းတက်ပွဲဆင်နွယ်ဖို့ဖြစ်ပြီးတော့ဘူသိန်းနိုင်ခဲ့ရင်ဘူသိန်းအောင်ပွဲတွေကိုပြုံဆောင်တက်ဆောင်ရဲ့ပြီးခဲ့တဲ့ရင်းနေရှိရမြားစီအတူတူပြောင်းချင်ကြတဲ့ရဲဘူးကြည့်ပါမယ်။ဒီလိုပဲလက်လက်ကိုင်းတော်လန်နေကြတဲ့တော်လန်ရေးတက်ပွဲဖြစ်တဲ့အတွက်ကြာဆုံးဆိုးရှုံးမှုတွေရှိလာတဲ့အခါမှာတော့ ကျွန်တော်အင်မတန်ဝမ်းမြေကြည်ကွဲရပါလေဒီလိုဆုံးရှုံးရမှုတွေကိုလည်းကျွန်တော်တို့ထပ်ပြီးအမြင်ကျင်တော့ပါဘူးအစစ်ချမ်းပတ်ဆရာနာရှင်ကိုအမြင့်ပြည့်ချေမုန်းရင်းတော်လိုင်းမှာကြာဆုံးသွားခဲ့တဲ့သူရဲ့ကောင်းအာဇာနည်များအကြောင်းကိုကြည်ကွဲဝမ်းမြေဂုဏ်ယူလေးစားခြင်းများစွာဖြင့်အလေးနီပြုမှတ်တမ်းတင်ပြီးလေတပုတ်ပြည်ရဲ့မြန်မာ YouTube channel ကိုနားဆင်ကြရတာဖြစ်ပါတယ် တပုတ်တီးရဲ့မြန်မာ YouTube channel ကိုကြည့်ရင်လူတော်လိုင်းမှာတောင်းကြရရင်ကနေပေါင်းဝင်ကြဖို့ like တောင်းလိုက်ရပါမယ်ခင်ဗျာ မြင့်မြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ဘွန်းထိုးနေရခြင်းဟာမြမတွင်ဦးတော်လန်ရေးမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရမှာ Federal Democracy နိုင်ငံ ပေါ်ထွန်းလာရဲ့အတွက်အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကံရွေပဲဖြစ်စီလက်နက်မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတွင်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ် PDF ညီမကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်